ဘုရားသုံးစုမြန်မာနိုင်ငံနေရာတော်တော်များများ၌ဘုရားသုံးစုအမည်နာမရှိသည့်နေရာဌာနများရှိသည်ဘုရားသုံးစုတည်ရှိနေခြင်းကိုဆွဲပြု၍တွင်သောမိများဖြစ်ကြသည်ယခုဘုရားသုံးစုမှလည်းအကန့်ရှိဇေဒီပထိုးများအနက်ဘုရားသုံးစုတည်ရှိနေသည့်ကိုဆွဲပြု၍တွင်နေသောအမည်နာမဖြစ်သည်ငါချီးတဲ့သည်လေးမျက်နှာကူဘုရားတတိုင်းအရှင်းမုံမှထွက်ပြီးလေမြောက်ဖတ်သို့လျှောက်လာသောအခါမလမကန်း၌ပင်ဘုရားသုံးစုကိုကူးတွေ့ရလေသည် ဘူဖျားသုံးစုကိုတွဲ၍တိဆောက်ထားသည်အရွယ်တူပုံစံတူညာတော်တူရှင်တွဲတည်ရှိနေသောဖျားသုံးစုကိုဖူးတွေ့ရသည်မှာညီတော်နောင်တော်ဖျားသုံးစုကိုဖူးတွေ့ရသလိုပင်ဖြစ်နေသည်ဘူဖျားများ၏ဝင်ဝတကားပေါက်တွင်တောက်ခတ်ထားသည်တောက်ခတ်မထား၍လည်းမဖြစ်ပေခုအတွင်း၌ဗကြည်နုပညာလက်ရာများရှိပြီးမိသူမဆိုခုအတွင်းဝင်ထွက်ခွင့်ရှိလေဖျားအတွင်း၌ရှိသောနုပညာလက်ရာများအတွက်အနေရရှိသည်တဆူနှင့်တဆူရှင်တွဲတည်ရှိနေသော ်ဟွန်းတောင်ဖောက်ဂူအလဆာဖျားသုံးစုကိုတစုနဲ့တစုဇင်းကြံပေါင်းကူလမ်းဖြင့်ဆက်ထားသည်ဖျားသုံးစုဤထူးခြားချက်မှာဂူတွင်းရှိလက်ရမြောက်လာသောပကြီးစေးရည်များဖြစ်ပေသည်သို့တော်လည်းဖျားသုံးစုအနက်အရှိတ်ဂူနှင့်အလဲဂူ၌သာပကြီးစေးရည်များရှိပြီးအနောက်ဖက်ဂူ၌ပကြီးကားများရေးဆွဲထားသည်ကိုတွေ့ရပေပကြီးစေးရည်များရှိသောခြေဘက်ဂူနှင့်လက်ဂူတို့တွင်လည်းပကြီးပုံများကိုဤတက်ရေးဆွဲခြင်းမပြုပေ။ အဘိမတသောပကြီးကားတပိုင်းကစားများကိုတွေ့နေရသည်ထိုဖျားသုံးစု၌တစုံတစ်ခုသောအကြောင်းကြောင့်ပကြီးရီးဆွဲသောအလုပ်ရက်တန့်သွားပုံရသည်လဲကူတွင်ပြုတ်လုထားသောတန်တကားမှဘူအတွင်းသို့ဝင်ရသည်ဘူအတွင်းရောက်သားသောအခါအလဲအောင်ပုံမှုရရှိသောရှေ့ကူတွင်မှပကြီလက်ရာများကိုကြည့်ရှုရသည်ရှေ့ဆောင်၌ဇတော်များနှင့်ဘုဒ္ဓဝင်ကားများကိုနန်းရံတွင်ရေးဆွဲထားသည်ရှေ့ဆောင်၏အတွင်းဆောင်အကူဂုံးဤနန်းရံတစ်ဖက်တစ်ချက်၌အလဲမှထိုင်တော်မူ ဘုဒ္ဓဝင်ရုပ်ပွားတော်ပုံကိုဘေးဘက်လဲမှနတ်ဒီဝတာများ ပုံကခြံရံနေကြသည်ဘုံဤအလဲအပေါ်ပိုင်း၌ရေးဆွဲထားသောဘုဒ္ဓရုပ်ပွားတော်ပုံရွယ်ကလေးများနှင့်ပန်းကွက်မှအလွန်လှပြီးအလွန်လက်ရမြောက်သည်ဒရိဆောင်နိုင်ငံများ၌ကမကျိတ်ရှိစုဖျားများဖြင့်ရေးစင်ရင်ထုံးဖွဲ့မှုဖြင့်အန်စာဆင်ထားသောရုပ်ပုံမျိုးမျိုးရှိသည်နိုင်ငံနှစ်ခုထိဆက်နေသောထောက်နေရာများ၌လေးကရှိနေသောနတ်သမီးတစ်ဖက်စီကဖတ်နေသောနတ်သားများပုံကိုတွေ့ရသည်အခြားနတ်ရုပ် ၊ဖိနရာ၊ဘလူး၊မွေ၊စင်၊နကားစသောပုံများလည်းရှိသည်။1955ခု66ခုနှစ်တောက်ကကျောက်စာဝင်ဖြစ်မှုထမ်းခဲ့သော Charles Drysdale သည်ကမီးကျောက်စာပညာရှင်လည်းဖြစ်သည်။ဘာနီစာပေပညာရှင်လည်းဖြစ်သည်။ကမီကျောက်စာနဲ့ပါဏိစာပေဆိုင်ရာစာအုပ်စာတမ်းများကိုရေးသားပြုစုသူဖြစ်သည်ဒရိုက်ဆဲကဘုရားတုံးစုနာရှိသော အချို့ပကြီးကားများမှအကြီးကြီးများနဲ့၎င်းတန်ရဗုဒ္ဓဘာသာနှင့်၎င်းပတ်သက်သည်ဟုတွေးတောယူဆထားသည် ဘယ်တော့လဲအချို့သူတေတီများကမူသူရဆဲဤယူဆကိုမူလက်မခံကြပေ။နတ်သမီးနှစ်ပါးဖတ်နေသောနတ်သားပုံစသည်တို့မှအကြီးကြီးများနဲ့၎င်းတနွားဘာသာနဲ့၎င်းပတ်သက်ဆက်နွယ်နေသောပုံများမဟုတ်ပဲအိန္ဒိယရှေ့ပိုင်းဘုရားကျောင်းဆောင်များ၌ရေးဆွဲလေရေးဆဲထားရှိသောပကြီးရေးဆွဲဟန်တစ်မျိုးဖြစ်ပြီးပကံဒေတာတဝိုင်းအခြားဂူဘုရားအချို့၌လည်းအလားတူရေးဆွဲဟန်မျိုးဖြစ်တာမန်သဘောလောက်ရေးဆွဲထားသောပုံများရှိသည်ဟုဆိုကြသည် လေကူမှာလင်းရောင်အားနေသည့်ဖြစ်၍လန်လေတမီစသည်တို့ဖြင့်ကြီးမှသာထင်ထင်ရှားရှားတွေ့မြင်ရသည်ပကြီးပုံများမှာအနုစိတ်လက်ရများဖြစ်ပြီးအမှောင်ကျနေရများ၌ယခုထပ်တန်းပင်တောက်ပြောင်နေသောဆေးရောင်များကိုတွေ့မြင်နေရတုံးပင်ရှိသေးသည်ဘုရားသုံးစုတီသူမြီသူမြီဝါဟု၍သိရတော့လဲဂူအတွင်း၌တွေ့ရသောနိုင်ရန်ပကြီးများနှင့်ပြည်သူကလက်ရများကိုထောက်လျက်ဘုရားသုံးစုသည်စတုံးရစုနှောင်းပိုင်းပေသည့်အဆောက်အုံဖြစ်လိမ့်မည်ဟုခံမှန်းကြသည်ဗြိတိရှအစိုးရလက်ထက်ကဆ၍ ရှေးဟောင်းခမီးကြောက်စာသူရေတနာဌာနမှရာသုံးစုကိုပြင်ဆင်မုံမှန်ခြင်းတန်တကားတက်ခြင်းစသည်တို့ကိုပြုလုပ်ကထိမ့်သိမ်းဆောက်ရှောက်လာခဲ့သည့်ဖြစ်ရာပကံခေအမှုပညာလက်ရမောများသည့်ယနေ့ထက်တိုင်းမပြတ်မယွင်းတည်ရှိနေခဲ့ပေသည်ရာသုံးစုသည်ပကံခေဗိဒုကပညာနှင့်အမှုပညာလက်ရတို့၏နမူနာစံပြတပွဲဖြစ်နေသည်ရာသုံးစုအတွင်းရှိပကြီးအမှုပညာလက်ရများသည့်ရှေးခေပကံပကြီးပညာကိုထုတ်ဖော်ပြနေသည့်ဖြစ် ကန်ခေပကြီးကိုလေးလာသူများမပြတ်မကွက်သွားရောက်ကြရသောပကန်ခေအမှုပညာပြရိုက်တစ်ခုတစ်ဖွဲ့ဖြစ်နေသည်။ယွန်းထဲလက်မှုပစ္စည်းထုတ်လုပ်သူများသည်မိမိတို့၏ယွန်းထဲများ၏အလှအပကောက်ကြောင်းပကြီးပုံများပုံဖော်ရန်အတွက်တရားတုံးစုမှပကြီးလက်ရာများကိုနမူနာအဖြစ်ယူကြရလေသည်။